はい、皆さん、こんばんは、ねです。 ဒီရဒီနေ and 5 kanji 30 days challenge ရဲ့ day 25ပေါ့နော်အာ25ရက်မြောင်းလေးကိုဆက်ပြီးတော့ကြာမှာဖြစ်ပါတယ်24ရက် လုံးလုံးဒီအာ what the show kanji master sao ထဲက kanji along day 18လုံးအားလုံးကိုဝေမျှပေးခဲ့ပြီးပါပြီဒီနေ့ကတော့ what the show အဲ့ဒီ18လုံးကိုမှအာတခါထပ်ပြီးတော့အချုပ်လေးတွေပေါ့နော်အလုံး30တခါစီဘုတ္တိရထပ်ပြီးတော့ပြန်ပြီး revision ပြန်ပြီးမှဖြစ်ပါတယ်ဒီနေ့အလုံး30ပေါ့နော်အလုံး30နဲ့4ရက် အဲဆိုလို့ရှိရင်ဝတ္တရှိကိုတစ်ခါတကြောပြန်ပြီးသွားမယ်။အဲဆိုရင်28ရက်ဖြစ်သွားမယ်။ဇန်နေ့နေ့ရက်မှာတော့ဝတ္တရှိကဝတ္တရှိရဲ့ပုံစံနဲ့တစ်ခါအစားဆုံး revision ပြန်မယ်။ခန်းကြီး master စာအုပ်ထည့်အတိုင်းအစဉ်လိုက်အတိုင်းကို revision တစ်ခါပြန်ပေးမယ်ပေါ့နော်။အဲလိုပုံစံလေးစဉ်းစားထားပါရယ်။ဒီ video တွေကိုဝတ္တရှိတနေ့တစ်ခေါက်နှစ်ခေါက်ပေါ့နော်ဒီနောက်ဆုံးအချုပ်တွေတကူလုံးလေးလာပြီးသွားတဲ့အခါမှာ24ရက်လုံးလုံးလေးလာပြီးသွားတဲ့အခါမှာဇန်နေ့6ရက်လုံးတနေ့တစ်ခေါက်နှစ်ခေါက်စီနားထောင်သွားရုံနဲ့တေချာပေါ့ and fight ခန်းကြီးကို ချိန်ညက်စွာနားလည်မှာဖြစ်ပါတယ်။အဲဆိုရင်ဒီနေ့ဝတ္တရှိတို့ဒီနေ့နောက်ထပ်ထပ်ပြီးတော့ revision ပြရမယ်အလုံး30ကိုဝတ္တရှိအခုကစပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်။ပရမအဆုံးဒါဆိုရင်ဝတ္တရှိတို့ဤချီဆိုတဲ့တဲ့ဒါဆိုရင်နီဆိုတဲ့နဲ့ဒါဆိုရင်စမ်းဆိုတဲ့သုံးအချောင်းတစ်ချောင်းဆိုရင်တစ်ခွာနှစ်ချောင်းဆိုရင်နှစ်ခွာသုံးချောင်းဆိုရင်သုံးခွာအဲ့ဒီမှာဝတ္တရှိကအချောင်းလေးချောင်းအောင်ပေါင်ခတ်လိုက်လို့ရှင်အဲ့ဒါဒီခုချီဆိုတဲ့ပါဇက်ပေါက်ကြီးဖြစ်သွားတယ်ပေါ့ ခူချီဆိုတဲ့ဗဇက်ပေါက်ဟုတ်ပြီအဲ့ဒီခူချီဆိုတဲ့ဗဇက်ပေါက်ကြီးတွေကိုဒီမှာဝင်သွားတယ်ဝင်သွားတယ်ဆိုမှတော့အထဲကိုရောက်ပြီပေါ့ခူချီရဲ့အထဲကိုဝင်သွားတော့နာကာဆိုတဲ့အထဲအဲ့မှာဝါတရှိကခူချီဆိုတဲ့ဗဇက်ပေါက်ကြီးထဲမှာဒီမှာဒါလေးဒီခြေောက်ခန်းကြီးလေး ခြေထောက်လေးနဲ့ပေါ့နော်အဲ့ဒါကိုဝတ္တရှိကတော့လိုက်ကလေးလိုမြင်လိုက်ဆိုပြီးပြတင်းပေါက်မှာလေးဘက်လေးရံဝတ္တရှိတို့လိုက်ကလေးတက်ထားတယ်ဆိုရင်ဒါဒီယွန်းဆိုတဲ့လေးပေါ့ဒါမှမဟုတ်လို့ရှင်လေအရက်လေးမျက်နှာခြေဦးတရားလျှောက်သွားတယ်လို့မှတ်ထားခြင်းလည်းရပါတယ်ယွန်းဆိုတဲ့လေးဖြစ်ပါတယ်ယွန်းရဲ့အပေါ်မှာဝတ္တရှိတို့အချီလေးနဲ့ထပ်ပြီးဆက်လက်လို့ရှင်တော့ဒါဒီအရက်ခန်းကြီးပေါ့နော်နိရှိဆိုတဲ့အနောက်အရက်ဖြစ်ပါတယ်နိရှိဆိုတဲ့အနောက်အရက်ဖြစ်ပါတယ်ပြီးရင်ဝတ္တရှိတို့အပေါ်ကဒါဒီဂျူးဆိုတဲ့တဆေပါဒါကခုချီဆိုတဲ့ပါဇက် ပါအဲ့တော့အပေါက်၁၀ပေါက်တောင်ရှိနေပြီဆိုမှတော့အဲ့ဒါကြီးမကောင်းတော့ဘူးဟောင်းနေပြီပေါ့ဖူရူအီဆိုတဲ့ဟောင်းနှံတော့ပါဇက်ပေါင်း၂ပေါက်ဆင့်သွားလို့ရှိရင်တော့အဲ့ဒါဒီဟိဆိုတဲ့နေတမမလို့ရှိရင် နေရဖြစ်သွားပါတယ်နေချီယောပိဆက်သဖြင့်နေချီယောပိရက်ဒီမှာလည်းတုံးနေပေါ့နော်နေချီယောပိဆိုတဲ့တနင်္ဂနွေနေ့မှာလည်းတုံးနေတမမလို့ရှိရင် ဒက်ဆယောဘီခယောဘီအဲ့ဒီဟာရဲ့နောက်ဆုံး B ဆိုပြီးတော့လေတုံတဲ့နီချီဖြစ်ပါတယ်အဲ့တော့နီချီရဲ့အပေါ်မှာအီချီလီနဲ့ထက်တင်ပြီးတော့ဆက်လိုက်လို့ရှင်တော့ဒါတိယခုဆိုတဲ့တရားဖြစ်ပါတယ်ပရမဆေလုံးထက်ပြောပြပါမယ်တချောင်းနဲ့ဆိုရင်1 2နှစ်ချောင်းဆိုရင်2ဆိုရဲ1 3ချောင်းဆိုရင်3ဆိုရဲ3 လေးချောင်းလေးဖြစ်သွားရောလေးဘက်လေးလံပေါင်းကန်လိုက်ပြီးပါဇက်အပေါက်ကြီးဖြစ်သွားပြီပေါ့နော်ခုချီဆိုတဲ့ပါဇက်ပေါက်ပါဇက်ပေါက်တွေကိုဖြတ်သွားပြီဆိုမှတော့နတ်ကားဆိုတဲ့အထဲဝင်သွားပြီပေါ့တွင်လိုက်ပြီဆိုမှတော့အဲ့ဒီမှာဝတ္တရှိတို့ခုချီဆိုတဲ့ပါဇက်ပေါက်ကြီး ဒီမှာခုချီဆိုတဲ့ပါဇက်ပေါက်က၄ဘက်၄လမ်းရှိတယ်။အဲ့တော့ခြောက်နဲ့၄ဘက်၄လမ်းကိုထွက်သွားတယ်ဆိုတော့ယုံဆိုတဲ့၄ပေါ့။အဲ့တော့ယုံဆိုတဲ့၄ရဲ့ပေါ်မှာအချီလေးတစ်ချောင်းထက်တင်ပြီးဆက်လိုက်တာနဲ့အဲ့ဒါဒီနိရှိဆိုတဲ့အနောက်အရဲ့ဖြစ်သွားပါတယ်။ဒီဟာဒီဂျူးဆိုတဲ့၁၀ဒါဒီခုချီဆိုတဲ့ပါဇက်ပေါက်အဲ့တော့အပေါက်၁၀ပေါက်တောင်ရှိပြီဆိုမှတော့မကောင်းတော့ဘူးလေ။ဖူတို့ဤအောင်းနှံသွားပြီပေါ့။ဟောင်းနှံတော့အပေါက်၂ပေါက်ဆက်လိုက်တဲ့အခါမှာနိချီဆိုတဲ့နိရဲ့ဖြစ်လာပါတယ်။ပြီးလို့ရှိရင်အဲ့ဒီနိချီနိရဲ့အပေါ်မှာအချီဆိုတဲ့တစ်ကလေးနဲ့ဆက်ပြီးဆွဲလိုက်တဲ့အခါမှာယခုဆို ိုတဲ့တရားဖြစ်သွားပါတယ်။ကဲဟုတ်ပြီအဲဆိုရင်နောက်ထပ်ဆေးလုံးဆက်သွားမယ်။ ကဲဒီမှာမတရှိကိုခုရှိဆိုတဲ့အပေါက်၃ပေါက်ဆက်သွားပြီဆိုရင်တော့ဒါဒီမဲ့ဆိုတဲ့မျက်လုံးဖြစ်သွားပါပြီမဲ့ဆိုတဲ့မျက်လုံးရဲ့အောက်မှာခြေောက်လေးနဲ့ထောက်ပြီးတော့မျက်လုံးကနေမျက်လုံးနဲ့ခြေောက်ထောက်ပြီးတော့ဘာလုပ်မလဲဆိုရင်မတရှိကိုမီမတ်ကြည့်မယ်ပေါ့မီမတ်ဆိုတဲ့ခန်းကြီးဖြစ်ပါတယ်အဲ့တော့မဲ့ဆိုတဲ့အောက်မှာဒါဒီဟာချီဆိုတဲ့ရှစ်ပါမျက်လုံးရှစ်လုံးပါတာဒီခိုင်းဆိုတဲ့ခက်ယူဖြစ်ပါတယ်ခိုင်းဆိုတဲ့ခက်ယူပါတကယ်ရှစ်လုံးပါတာမဟုတ်ဘူးเนาะမှတ်မိအောင်လို့မဲ့ဆိုတဲ့မျက်လုံးရှစ်လုံးပါတယ်ဆိုရင်အဲ့ဒါဒီခိုင်းဆိုတဲ့ခက်ယူပါ အဲ့တော့ဒီမှဒီဒီအပေါ်ကလည်းတကယ်တော့မဲဆိုတဲ့ radical လေးပါမျက်လုံးဆိုတဲ့ radical လေးပေါ့နော်ဒါပေမဲ့ဝတ္တရှိကမှတ်မိအောင်လို့ကံလေးသုံးကံလို့ပြောထားပါဗျ။အဲ့တော့မဲဆိုတဲ့မျက်လုံးလို့လည်းမှတ်ချင်ရပါတယ်။အာမျက်လုံးပါတဲ့ခယူကိုရွေးဝယ်မယ်ပေါ့။ခိုင်မဆိုတဲ့ဝယ်သည်ဒါမှမဟုတ်လို့ရှင်လေကန်နေကခယူတွေကိုဝယ်ခဲ့တယ်။ခိုင်မဆိုပြီးတော့ဝယ်တယ်ပေါ့။မျက်လုံးရာဒီကယ်နဲ့မှတ်ချင်ရင်လည်းမျက်လုံးပါတဲ့ခယူတွေကိုဝယ်တယ်ခိုင်မဆိုဝယ်သည်။ဒီမှာတရုပ်ပုံကြောင့်လို့မျိုးလေး မျက်လုံးထဲမှာမြင်အောင်ကြည့်လိုက်လို့ရှင်ဒါဒီမိမိဆိုတဲ့နယ်ရွက်ဖြစ်ပါတယ်ဓမ္မမောင်လေးကတလေးတွေမြင်လိုက်ရင်လည်းရပါတယ်အဲ့ဒီပုံစံလေးဒီမိမိဆိုတဲ့နယ်ရွက်ပါအာဒါလေးကတော့အပေါ်မှာအပေါ်ကဒီအစိပ်ပိုင်းလေးဒီဒါဒီစုတ်တန်ဆိုတဲ့အစိပ်ပိုင်းလေးပေါ့နော်ဒီရောက်ကတော့ဒါနိချီဆိုတဲ့နေရနိချီလေးနဲ့ဆက်ဆက်ပြီးတော့တင်ပြတာဖြစ်ပါတယ်နိချီနေရနေရနေတိုင်းစုတ်တန်နဲ့မလုပ်မလဲရေးမှာပေါ့ခါခီမဆိုတဲ့ရေးတီပါအဲ့တော့ ခုချီဆိုတဲ့ပစ္စပေါက်၄ပါးဖြစ်သွားတဲ့အခါမှာတဆိုတဲ့လေဘွက်ကြီးဖြစ်သွားပါတယ်ဝတ်သရှိတို့အကွက်ရဲ့အကွက်ရိုက်ထားတဲ့လေဘွက်ပုံစံတွေကိုမြင်အောင်ကြည့်ပါဒါဆိုတဆိုတဲ့လေခွင်းတွေပါအဲ့တော့တဆိုတဲ့လေခွင်းမှာဒါသည်ချီခါရာဆိုတဲ့အာရင်ခံကြီးပါချီခါရာအာရင်အပြည့်ပြင်းနဲ့အလုတ်လုတ်တာသည်ဒါဆိုရဲလေခွက်မှာချီခါရာအိုင်းအပြင်းနဲ့အလုတ်လုတ်တာဒီ အိုတိုကိုဆိုတဲ့အမျိုးသားဖြစ်ပါတယ်။အဲတော့တဆိုတဲ့လေကွက်ထဲမှာချီကာရာအိုင်ယံပြင်းနဲ့လှုပ်လှုပ်တာဒီအိုတိုကိုဆိုတဲ့အမျိုးသားဖြစ်ပါတယ်။ဒါကတော့ဟိဆိုတဲ့မီခန်ကြီးလေးပါ။မီးလေးတွေဒီနောက်ကတဆိုတဲ့လေကွက်မီးရှုပ်ပြီးမှလေကွက်တွေကနေပြုပြင်ဖန်တီးရတာဒီဟတ်တခဲဆိုတဲ့ సై ကင်းဖြစ်ပါတယ်။ဟောတဲ့ရီတို့တောင်မော်ဒေသတွေမှာဆိုရင်တောင်ရတွေကိုမီးရှုပ်ပြီးတော့မှအခင်းတွေဖြစ် సై ကင်းတွေဖြစ်ပြောင်းနေတာရှိရပေါ့နော်။အဲ့ဒါလေးကိုမျိုးလုံးထဲမှာမြင်စေချင်တာပါ။ဟိဆိုတဲ့မီးရှုပ်ပြီးတော့ တဆိုတဲ့စိုက်ခင်းနေအဖြစ်လေခွက်တီအဖြစ်ပြောင်းလဲသွားတာဒီဟာတာကေဟာတာကေဆိုတဲ့စိုက်ခင်းဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒါလေးကတော့ဒီပေါ်တကယ်တမ်းတော့တကြီးကိုထုတ်ပိုးတဲ့ radical လေးပေါ့နော်ဒါပေမဲ့ခေါင်းလေးလိုမျိုးလုံးနဲ့မှမြင်ကြည့်ပါခေါင်းလေးပါတယ်လေခွက်တီနေရေထဲမှာနေတဲ့တရဝါသည်စကနာဆိုတဲ့ငါးလေးဖြစ်ပါတယ်ခေါင်းလေးပါတယ်လေခွက်တီနေရေထဲမှာနေတဲ့တရဝါသည်စကနာဆိုတဲ့ငါးလေးဖြစ်ပါတယ်လေခွက်ထဲမှာတကယ်ငါးရှိပါတယ်နော် ဆိုလို့ရှင်ဒုတိယဆေးလုံးပြင်ချုပ်ပါမယ်အပပဇက်ပေါက်၃ပေါက်ဒီ မိပဇက်ပေါက်သုံးပါသည်မဲဆိုတဲ့မျက်လုံးမှာမျက်လုံးနဲ့ချောက်ထပ်ပြီးတော့မိမတ်ကြည့်မယ်ပေါ့မဲဆိုတဲ့မျက်လုံးရှစ်လုံးပါတာဒီခိုင်းဆိုတဲ့ခရူးဖြစ်ပါတယ်အဲ့တော့မျက်လုံးနဲ့ပါတဲ့ခရူးတွေကိုခိုင်းမတ်ဝယ်မယ်မိမိဆိုတဲ့နေရွက်ပါစုတ်တန်လေးနဲ့နေတိုင်းခကီမတ်ရေးပါမယ်တဆိုတဲ့လေခွက်ပါလေခွက်ထဲမှာချီခါရအရင် ပြီးပြီနဲ့အလုတ်လုတ်တာဒီအိုတိုခိုဆိုတဲ့အမျိုးသားဖြစ်ပါတယ်ခိဆိုတဲ့မီးရှုပ်ပြီးတော့တဆိုတဲ့လေခွင်းတွေကိုဟာချကေဆိုင်ကင်းဖြစ်ပြောင်းလဲဖန်တီးပါမယ်ခေါင်းပါပြီးတော့လေခွက်နဲ့ ေထဲမှာနေတာဒီစကနာဆိုတဲ့ငါဖြစ်ပါတယ်အလုံး၃၀ရှိတော့ပါပြီနောက်ထပ်၃လုံးမှာ ဒါကတော့တဆိုတဲ့ level တွေပါဒီဘေးကဂျီပေါ့နော်တကယ်တော့ဒီဂျီဆိုတဲ့ radical ပုံစံလေးကတော့ခန္ဓာတော်ယဉ်ကျေးသောဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။အဲတော့ဒီမှာတော့ဝတ္တရှိကမှတ်မိအောင်လို့ဂျီဝင်နေတာလို့ပြောပါမယ်။ level ဘေးရောက်တာနဲ့ဂျီဝင်သွားတာဒီမချိဆိုတဲ့မျိုးကလာတဲ့သူတွေပါ။မချိမျိုးခန်းကြီးပါ။ level ဘေးရောက်တာနဲ့ဂျီဝင်သွားတာဒီမချိဆိုတဲ့မျိုးမျိုးကလာတဲ့လူတွေဖြစ်ပါတယ်။ဒါဒီချိခါရဆိုတဲ့အင်အားဖြစ်ပါတယ်။ဝတ္တရှိတို့ခတခနာရဲ့ ခါလီနဲ့တူတယ်ပေါ့နော်ချီခါရာဆိုတဲ့အင်အားဒီအရှိကိုဆွဲလိုက်တဲ့ခါမှာအင်အားဖြစ်ပြီးအနောက်ကိုကွေးချလိုက်တာနဲ့အဲ့ဒါဒီ Q ဆိုတဲ့ကိုဖြစ်သွားပါတယ် ဂျူးဆိုတဲ့ကိုဖြစ်သွားပါတယ်ဒီချီခါရာလေးရဲ့အပေါ်မှာပေါ့နော်တကယ်တော့ဒါချီခါရာဆိုပေမဲ့ဒီရှိကိုမထွက်ပါဘူးအပေါ်မှာအချီလေးနဲ့တွဲလိုက်တဲ့ခါမှာဒါသည် man ဆိုတဲ့တောင်းဖြစ်ပါတယ် man ဆိုတဲ့တောင်း man ဆိုတဲ့တောင်းရဲ့အပေါ်မှာဂျိုထွက်လိုက်တာနဲ့ခတ်တာဆိုတဲ့နီလန်ဖြစ်သွားပါတယ်နီလန်ပေါင်း16000လောက်မှတ်ချင်လည်းရပါတယ်ဒီတောင်းလေးနဲ့ဆက်ဆက်ပြီးတော့တင်တာမလို့ပါနီလန်ပေါင်း16000ရှိပါတယ်ပေါ့ဒါသည်ခတ်တာဆိုတဲ့နီလန်ဟိုးဟိုးဆိုတဲ့နီလန်မှာပါမယ်ခန်းကြီးလေးပါနောက်တစ်ခုကကျတော့ဒါသည် Hachimas Hachimas တောင်းဖြစ်သွားတယ်ဒါသည်ရှစ်ခန်းကြီး ြီးပေါ့နော်ဟာချီဆိုတဲ့ရှစ်ခန်းကြီးဒီရောက်ကဒီရလေးက radical လေးကခတနာဆိုတဲ့ဓာတ်ရှိဖြစ်ပါတယ်အဲ့တော့ဓာတ်ရှိနေရှစ်ပိုင်းပိုင်းပလိုက်တယ်ခွဲပလိုက်တယ်ဆိုတော့ wakeru ဆိုတဲ့ခွဲတယ်နောက်တစ်ခုကဝါသရှိတို့ minute တွေရေးတဲ့အခါမှာတုံးတဲ့ phone bon bon ဆိုပြီးတော့တုံးတဲ့ခန်းကြီးလေးလေးဖြစ်ပါတယ် ဒါကတော့၃ခုပါဇက်ကနေ၃ခုဘလောက်မှလည်းပြောမှာ emas ပြောဒီပေါ့အဲ emas ပြောတာရေနောက်ကဒါလေးကရောင်းတဲ့ခန်းကြီးပါရောင်းဖို့ပြောရတယ်ဆိုတော့ရောင်းဖို့ပြောရမယ့်စကလုံးတွေကို yomimas ဖတ်မယ်ပေါ့ဇီရောင်းဖို့အတွက်ကိုပြောရမယ့်စကလုံးတွေကို yomimas ဖတ်မယ်ပေါ့နောက်တစ်ခုကကြာဒါဒီ emas ဆိုတဲ့ပြောတဲ့ခန်းကြီးဒီနောက်ကဒီအပေါ်ကအစိပ်ပိုင်းလေးပေါ့နော်ဒါလေးဒါလေးဒီဝတ္ထရှိလို့စမ်းဆိုတဲ့တထောင်ပေါ့နော်အောက်ကခုချီဆိုတဲ့ပဇက်လေးအဲ့တော့ဒါလေးတစ်ခုလုံးကြီးကိုမှတ်ချင်တော့ဒါရှာဆိုပြီးမှတ်လို့ရပါတယ် ရှာကနေပြောတယ်ဆိုတော့ဟာနာရှိမတ်ပြောသည်ပေါ့အဲ့လိုမမက်ချင်ဘူးကိုယ့်ရဲ့ N5 ကခန်းကြီးနဲ့ပဲမက်ချင်တယ်ဆိုရင်တော့ဗဇက်ကနေထောင်ပေါင်းများစွာပြောရတာဒီဟာနာရှိမတ်စကားပြောသည်ဖြစ်ပါတယ်နောက်တစ်ခေါက်ပြန်ကြောပြပါမယ်အဲ့တော့လေခွက်တီဘေးမှာရောက်သွားတာနဲ့ခြေဝင်သွားတာဒီမချီဆိုတဲ့မြို့မြို့ကလာတဲ့လူတွေဖြစ်ပါတယ်။ဒါဒီ ချီကာရာဆိုတဲ့အင်အားခန့်ကြီးဖြစ်ပါတယ်။ဘေးကိုစောင်းလိုက်ပြီးကိုးလိုက်တာနဲ့ဒါဒီ Q ဆိုတဲ့ကိုဖြစ်သွားပါတယ်။ချီကာရာလိုအစုံမထွက်ဘူးအပေါ်မှာအီချီလေးနဲ့တွဲလိုက်တာနဲ့ Man ဆိုတဲ့တပေါင်းဖြစ်ပါတယ်။အဲ့တော့တပေါင်းရဲ့အပေါ်မှာဂျူထွက်လိုက်တာနဲ့နီလန်ပေါင်း16000ဆိုတဲ့ခတ္တနီလန်ဟိုဟိုနီလန်ဆိုတဲ့ခန့်ကြီးလေးဖြစ်ပါတယ်။ဒါဒီခတ္တနာဆိုတဲ့ဓာခန့်ကြီးပါ။ဒါနဲ့အခု၈စိတ်၈ခုတောင်မှခွဲပလိုက်တဲ့ဓာရှည်နဲ့၈ခုတောင် ခွဲပလိုက်တဲ့ဝါခဲရုဆိုတဲ့ခွဲတာဖြစ်ပါတယ်။ပြီးတော့ ခွဲတယ်ဆိုမှတော့나유ခွဲတာဒီမိနစ်တွေနဲ့ခွဲမှာပေါ့ဖုန်ဖုန်ပေါ့ဆိုတဲ့မိနစ်တွေလည်းသုံးလို့ရပါတယ်နောက်တစ်ခုစကားသုံးခုပါးစကားနေသုံးခုပြောတာဒီ e-mas ပြောသည်ဖြစ်ပါတယ်ပြောသည်ရဲ့နောက်ကဈေးရောက်တဲ့ခန်းကြီးတွေးလိုက်တဲ့အခါမှာရောင်းနေခန်းကြီးရဲ့တွေးလိုက်တဲ့အခါမှာဝတ္ထရှိတို့ဒီရောင်းဖို့အတွက်ပြောရတယ်ဆိုတော့ရောင်းဖို့အတွက်ပြောရမယ့်စကလုံးတွေကို your mimas ဖတ်တယ်ပေါ့ your mimas ဖတ်တဲ့ခန်းကြီးဖြစ်ပါတယ်အဲ့တော့ဒီဇက်ကပြောရတယ်ဘလောက်လဲပြောရလဲဆိုလို့ရှိရင် ထောင်မောင်းများစွာသောစကားတွေကိုပြောရတယ်။အဲ့တော့ထောင်မောင်းများစွာသောစကားတွေကိုပြောတာဒီ Hanashimas ဆိုတဲ့စကားပြောသည့်ခန်းကြီးဖြစ်ပါတယ်။ဟောတရှိအလုံး30ကိုတစ်ခေါက်ပြန်ချုပ်ပါမယ်။တစ်ချောင်းဆိုရင်ဤချီ၊၂ချောင်းဆိုနီ၊၃ချောင်းဆိုဆန်၊၄ချောင်း၄ခုဘန်ခလိုက်တဲ့အခါမှာခုချီဆိုတဲ့ပါဇက်ပေါက်ကြီးဖြစ်သွားပါတယ်။ခုချီဆိုတဲ့ပါဇက်ပေါက်အထဲကိုဝတ္တရှိတို့ ီအချုံလေးထည့်ဝင်လိုက်တာနဲ့အဲ့ဒါဒီနကာဆိုတဲ့အထည်ကိုရောက်သွားပါတယ်ပါဇက်ပေါက်ထဲကိုဖြတ်လိုက်တာပေါ့အဲ့တော့ပါဇက်ပေါက်ထဲကိုရောက်သွားတာနကာဆိုတဲ့အထည်ပါဇက်ပေါက်ကြီးထဲမှာခြေတောင်းနဲ့အဲ့တော့ပြောချင်တာတော့လေးဘက်လေးလံကာရန်ထားတဲ့အရက်လေးမျက်နှာဘက်ကိုခြေတောင်းနဲ့ထွက်သွားမယ်ယုံဆိုတဲ့လေးဖြစ်ပါတယ်ယုံဆိုတဲ့လေးရဲ့အပေါ်မှာအချီလေးနဲ့ထပ်ပြီးဆက်လိုက်လို့ရှိရင်နိရှိဆိုတဲ့အနောက်အရက်ဖြစ်ပါတယ်ဒါဒီဂျူးဆိုတဲ့၁၀ပါဒါဒီခုချီဆိုတဲ့ပါဇက်ပေါက်ပါအဲ့တော့အပေါက်၁၀ပေါက်တောင်ရှိနေမှာတော့မကောင်းတော့ဘူးဖူရူအီဟောင်းနေပြီပေါ့ဟောင်းနေတော့ဖြစ်ပါတယ် ခုချိဇက်ပေါင်းနှစ်ပေါင်းဆင်းလိုက်တဲ့အခါမှာဟိဆိုတဲ့နေရဖြစ်ပါတယ်နေနေရဖြစ်ပါတယ်နေရရဲ့အပေါ်ကဣချီလီနဲ့တွေ့လိုက်တဲ့အခါမှာရပောင်းတရားဆိုပြီးမှတ်လို့ရပါတယ်ယခုဆိုတဲ့တရားပါခုချိဇက်ပေါက်သုံးပေါင်းဆင့်သွားတဲ့အခါမှာမဲဆိုတဲ့မျက်လုံးဖြစ်ပါတယ်။မဲဆိုတဲ့မျက်လုံးလေးနဲ့ချောက်ထောက်ပြီးတော့မီမတ်ကြည့်မယ်ပေါ့။မီမတ်ကြည့်ဒီခန်းကြီးဖြစ်ပါတယ်။အဲ့တော့မဲဆိုတဲ့မျက်လုံးရှစ်လုံးပါတာဒီခိုင်းဆိုတဲ့ခယူပါခိုင်းခယူပါမျက်လုံးပါတဲ့ခိုင်းဆိုတဲ့ခယူလေးကိုခိုင်မတ် ဝေပါမယ်ခိုင်မော့စ်ဝေပါမယ်ဒါတိမိမိဆိုတဲ့နေရွက်ခန်းကြီးပါဒီကအပေါ်ဆုံးအားဟာလေကတော့စုတ်တန်ခန်းကြီးဖြစ်ပြီးတော့အောက်ကနိချီခန်းကြီးပါနေတန်းနေတိုင်းစုတ်တန်နဲ့ဘာလုပ်မလဲခခီမော့စ်ရေးမယ်ပေါ့ဒါဒီခုချီလေးခုဖြစ်သွားတဲ့အခါမှာတဆိုတဲ့လေခွက်ဖြစ်ပါတယ်တလေခွင်းခန်းကြီးပါတဆိုတဲ့လေခွက်ထဲမှာချီခါရာအိုင်အပြည့်နဲ့လုံလုံတာဒီအိုတိုခိုးဆိုတဲ့အမျိုးသားပါအိုတိုခိုးဆိုတဲ့အမျိုးသားခန်းကြီးဖြစ်ပါတယ်ဟီဆိုတဲ့မီးတွေနဲ့ရှို့ပြီးတော့တဆိုတဲ့လေခွင်းတွေကနေဟာတာခေဆိုတဲ့စိုက်ခွင်းဖြစ်ပြုပြင်ပန်းပြီးပါမ ဲ့ဒါသည်ဟာတာခဲစိုက်ခွင်းကန်ချီပါခေါင်းပါတဲ့လေခွက်နဲ့ရေထဲမှာနေတဲ့တတော်သည်ဇကာနာဆိုတဲ့ငါဖြစ်ပါတယ်ဇကာနာငါလေခွင်းတဆိုတဲ့လေခွင်းပေးကိုရောက်တာနဲ့ခြေဝင်သွားတာဒီမချီဆိုတဲ့မြို့ မျိုးကလာတဲ့လူတွေဖြစ်ပါတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းခန်းထားတဲ့လေကွက်တွေရှိတာဒီမျိုးမှရှိတယ်လို့မှတ်ချင်လည်းရပါတယ်နော်။ဒါဒီသူ့ရဲ့ radical ကခန်းထားတော့ကြီးကြီးတော့ဖြစ်လို့ပါ။ဒါဒီချီကာရာဆိုတဲ့အင်အားခန်းကြီးပါ။ရှေ့ကိုသွားရင်ချီကာရာဖြစ်ပြီးနောက်ကိုကွေးလိုက်တာနဲ့ Q ဆိုတဲ့ကိုဖြစ်ပါတယ်။အဲ့တော့ချီကာရာလိုမျိုးအဘေးကိုတော့မထွက်ဘူး။ဒါပေမဲ့သူ့ရဲ့အပေါ်မှာအချီလေးနဲ့တွေ့လိုက်တဲ့အခါမှာ man ဆိုတဲ့တပေါင်းဖြစ်သွားပါတယ်။ man ဆိုတဲ့တပေါင်းရဲ့အပေါ်မှာဂျူထွက်လိုက်တာနဲ့နီလန်ပေါင်း16000ဖြစ်သွားပါတယ်။ဘာလို့လဲဆိုတော့ခတာဟိုးဟိုးဆိုတဲ့နီလန်မှာဓာရှင်နဲ့ရှစ်ခု ခွဲချမ်းပြလိုက်ပါမယ်ဝါခဲတို့ခွဲတယ်ခွဲတယ်ဆိုမှတော့မိနစ်တွေမှလည်းသုံးလို့ရတာပေါ့မိနစ်လိုက်ခွဲမယ်ဆိုတော့ဖုန်ဘုံဘုံဆိုပြီးတော့လည်းမိနစ်တွေမှလည်းသုံးလို့ရပါတယ်ပါဇက်ကနေသုံးကပြည့်အောင်မလုပ်မလဲ e mask ပြောမယ်ပေါ့ e mask ပြောတာ ਨੇ ရောင်းတဲ့ခန်းကြီးနဲ့တွေ့လိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုလို့ရှိရင်ရောင်းဖို့အတွက်ပြောရတယ်ဆိုတော့ဖတ်မယ်ပေါ့ရောင်းဖို့အတွက်ပြောရတဲ့စာတွေကို yummy mask ဖတ်မယ် ဲ့တော့ဒီမှာဆိုလို့ရှိရင်ဗဇက်ကနေပြီးတော့ထောင်ပေါင်းများစွာပြောရတယ်အခွန်ထောင်ပေါင်းများစွာပြောရတာဒီဟာနာရှိမဆိုတဲ့စကားပြောတဲ့ခန်းကြီးဖြစ်ပါတယ်ဒါဆိုရင်တော့ဒီနေ့ပထမနေ့ဖြစ်အလုံး30ပေါ့နော် revision ပြင်ပြီးသွားပါပြီ30လို့စာပြောတာဝယ်တရှိ29လုံးပဲရှိပါတယ်29လုံးလုံးကို revision ပြင်ပြီးပါပြီနောက်ရက်ဒီမှာလည်းအလုံးမျိုးထပ်ပြီးတော့ ဟိုတရှိ revision ပြန်ပြီးပါမယ်ဒီလောက်ဆိုရင်တော့အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်နေတိုင်းနေတိုင်းနားထောင်ပြီးချင်းဖြင့်ဟိုတရှိတို့ကြီးနဲ့နားထောင်ပြလိုက်လို့ရှိရင် and fire ခန်းကြီးအားလုံးကိုကြီးညက်သွားမှာဖြစ်ပါတယ်ဟဲ့ဒါဆိုရင်ဟိုတရှိရဲ့ဗီဒီယိုဒီမှာပဲရပ်ပြရစီကြမာတာနေဘိုင်ဘိုင်အိုယာဆူမီ